အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်လင်းတစ္ဆမှုကတွေကြိုဆိုပါရယ်ကဲနေ့စဉ်ဘဝတွေကိုတိတ်တဆိတ်ပုံဖော်နေတဲ့အရာတခုရှိပါတယ်အဲ့ဒါကတော့ပြည်သူရေးရမူဝါရပါပဲဒီနေ့မှာတော့အဲ့ဒီမူဝါရတွေကိုပို့ပြီးရှင်းရှင်းလင်းလင်းနားလည်နိုင်ဖို့အတွက်အရာအသုံးဝင်တဲ့ရှုထုံခုနှစ်မျိုးကိုအဓိကထားပြီးလေ့လာကြည့်ကြပါပါ ကဲဒီမှာပြထားတဲ့ပုံတွေကိုတစ်ချက်ကြည့်လိုက်ရအောင်အမိုက်ပြန်သုံးတဲ့ recycle bin တွေလူတွေရှုံရက်ခတ်နေတဲ့မျိုးကြီးတွေဆေးရုံတွေစာတင်ခန်းတွေဒါတွေအားလုံးကဘာကိုပြနေလဲဆိုတော့ဟုတ်ပါတယ်ဒါတွေအားလုံးဟာပြည်သူ့ရည်ရမှုဝါလာတွေလက်တွေ့အသက်ဝင်နေတဲ့နေရာတွေပါပဲပြောရရင်ကျွန်တော်တို့ပတ်ပတ်လည်မှာရှိနေတဲ့နေရာတွေပေါ့အမိုက်ပုံးတစ်ပုံးနဲ့ပညာရေးပြပြင်ပြောင်းလဲမှုဘာများဆိုင်လို့လဲလွတ်တွဲမိနိုင်ပါတယ်ဒါပေမဲ့အဖြေကတော့ရှင်းရှင်းလေးပါပဲ အဲ့ဒါကတော့ဒီနှစ်ခုလုံးဟာပြည်သူရေးရမူပါရဆုံးဖြတ်ချက်တွေကနေမွေးဖွားလာတဲ့ရလက်တီဖြစ်နေလို့ပါပဲ။ကဲဒီတော့အဲ့ဒီမူဝါဒတွေအကြောင်း အသေးစိတ်ဆက်ပြီးလေ့လာကြည့်ကြရအောင်။ဟုတ်ပြီပြည်သူရေးရမူဝါဒဆိုတာဘာလဲ။ရိုးရိုးလေးပြောရရင်တော့အစိုးရတွေကဆုံးဖြတ်ချက်တွေကိုဘယ်လိုချတယ်လဲဆိုတဲ့လုပ်ငန်းစီးကြီးတစ်ခုလုံးပါပဲ။ဆိုတော့ ဒီရှုပ်ထွေးပုံရတဲ့နယ်ပြည်ကြီးကိုပိုးပြီးနားလည်ရလွယ်အောင်လို့ကျွန်တော်တို့ခုနကပြောခဲ့တဲ့ရှုထောင့်ခုနှမျိုးနဲ့ question စဖြာပြီးကြည့်သွားကြမယ်။ပထမဆုံးအနေနဲ့မူဝါဒနယ်ပယ်၄ခုတနည်းအားဖြင့်အစိုးရတွေဘာတွေလော့တယ်လဲဆိုတာကိုကြည့်ကြမယ်။ဒါကနိုင်ငံရေးသိပ္ပံပညာရှင် Theorelowy ရဲ့ theory ကိုအခြေခံထားတာပါ။အစိုးရတွေတုံတဲ့အဓိကတူလီမျိုးလိုပဲမြင်ကြည့်လိုက်ပေါ့။ပထမဆုံးအမျိုးအစားကချမ်းဝေရေးမူဝါဒ distributive policy ပါဒါကဘယ်လိုမျိုးလဲဆိုတော့အရင်မြစ်တီကိုအစုတစ်ခုခုစီကိုခွဲဝေပေးတာပါဥပမာရက်ွက်ချမ်းမှာလူတိုင်းရပန့်ဖီလို့ရအောင်အစိုးရကပန်းချန်အသစ်တစ်ခုစောက်ပေးတာမျိုးဒါမှမဟုတ်ထိထွန်းစမ်းသစ်မှုတွေအတွက်သူကျေတနာထောက်ထန့်ကြေးတွေပေးတာမျိုးပေါ့အကျိုးကျေးဇူးကိုတော့လူအများကြီးခံစားရပြီးကုန်ကျစရိတ်ကိုတော့အခွန်ထမ်းအလုံးကနေကြာခံရတာမျိုးပါနောက်တစ်ခုကတော့ပြန်လည်ခွဲဝေရေးမှုဘွားက redistributive policy ပါဒါကတော့နည်းနည်းပိုပြီးတိုက်ရိုက်ကြတဲ့ဆိုလိုလာက အရင်မြစ်ကြီးကိုအုပ်စုတစ်ခုစီကနေနောက်တစ်ခုစီကိုရွှေ့ပြောင်းပေးလိုက်တာပါဥပမာဝင်ငွေများတဲ့သူတွေစီကအခွန်ပို့ကောက်ပေးဝင်ငွေနည်းတဲ့သူတွေကိုထောက်ပံ့တာမျိုးဒါမှမဟုတ်အများပြည်သူအတွက်အင်ယာစီမံကိန်းလေးစောက်ပေးတာမျိုးပေါ့ဒီနောက်ဥစ္စာကိုတက်ရိုက်ရွှေ့ပြောင်းတာဖြစ်လို့ဒီလိုမူဝါဒတွေကအငင်းပွားစရာတွေအများကြီးဖြစ်တတ်ပါတယ်သုံးခုမြောက်ကတော့ထိန်းကြီးရေမူဝါဒ regulatory policy ပါအလောက်ခွဲမှာဘေးကင်းရေးစည်းကမ်းတွေပတ်ဝန်းကျင်ကာကွယ်ရေးဥပဒေတွေ ဒါတွေဘာလို့ရှိနေတယ်လို့ထင်ပါသလဲအဲ့ဒါတွေအားလုံးဟာထိန်းကြီးရေမူဝါဒတွေကြောင့်ပါပဲဆိုတော့ဒါကအများကျိုးအတွက်လူတွေနဲ့ကုမ္ပဏီတွေရဲ့အပြုအမူတွေကိုထိန်းချုပ်ဖို့စီးမင်စည်းကမ်းတွေဥပဒေတွေချမှတ်တာမျိုးပါနောက်ဆုံးတစ်ခုကတော့အခြေခံဖွဲ့စည်းပုံဆိုင်ရာမူဝါဒ constituent policy ပါဒါကတော့တိတ်ပြီးအများကြီးမတွေ့ရတတ်ဘူးအစိုးရကိုယ်တိုင်ရဲ့ဖွဲ့စည်းပုံလေပတ်ပုံကိုပြောင်းလဲတာပါ ဥပမာရာဒီဥရုပြောင်းလဲမှုလို့ကိစ္စရဲ့အသစ်တွေကိုကင်ရွယ်ဖို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတက်တခုထပ်ဖွဲ့လိုက်တာမျိုးပေါ့ကဲဟုတ်ပြီဒီမှာတော့အခုနကပြောခဲ့တဲ့မူဝါဒအမျိုးအစား၄ခုကိုဇယားနဲ့ပြန်ပြီးခြုံငုံကြည့်လိုက်ရအောင်အဓိပ္ပာယ်ဖွင့်ဆိုချက်သူ့ရဲ့လက္ခဏာတွေပြီးတော့ဥပမာတွေအားလုံးကိုရှင်းရှင်းလင်းလင်းယဉ်ကြည့်လို့ရပါတယ်ဒီဇယားကိုကြည့်လိုက်ရင်သူတို့ရဲ့အဓိကကွာခြားချက်တွေကိုချက်ချင်းမြင်နိုင်မှာပါဖြန့်ဝေရေကအရင်အမြင့်တွေခွဲဝေပေးရပြန်လဲခွဲဝေရေကတော့အုပ်စုတစုကနေနောက်တစုကိုရွှေ့ပြောင်းပေးတာမျိုးအဲ့လိုပေါ့ ကောင်းပြီအခုဆိုရဲအစိုးရရီဘာလို့တလဲဆိုတဲ့မူဝါဒအပြောစာ၄မျိုးကိုတည်ပါကြပြီ နောက်တစ်ဆင့်အနေနဲ့ဘလို့လို့တလဲဆိုတာကိုဆက်ပြီးကြည့်ကြရအောင်သူတို့တွေကလူတွေရဲ့အဖြုမူတွေကိုဘလို့လွှမ်းမိုးတလဲပေါ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ nudge theory ဆိုတာနဲ့ဆက်လိုက်ကြအောင်ဒီ code က nudge theory ရဲ့အဓိကအနှစ်သာရပါပဲသူကို for ထုတ်ခဲ့တဲ့ပညာရှင်တွေဖြစ်တဲ့ Taylor နဲ့ Sandstein ကိုလာကြိုးခဲ့လာပါအဓိကကတော့ လူတွေရဲ့ရွေးချယ်ပိုင်ခွင့်ကိုလုံးဝမထိခိုက်စေဘဲနဲ့သူတို့အချို့သူတို့မိသားစုအချို့လူအဖွဲ့အစည်းအချို့အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်တွေချောင်းနိုင်အောင်လို့တင်တင်မွေ့မွေ့လေးလမ်းကြောင်းပေးလိုက်တာမျိုးပါဘယ်လိုမျိုးလဲဆိုတာဆက်ကြည့်ကြမယ် notch ဆိုတာကအတင်းအချက်ခိုင်းတာမဟုတ်ပါဘူးတိမ်မွေးအဲ့တွန်းအားပေးမှုတစ်ခုပဲဆိုတော့မူဝါဒချမှတ်သူကရွေးချယ်မှုဘိတုကပညာရှင်တယောက်လိုကြွမူတာပေါ့ဥပမာစားတောက်ဆိုင်မီနူးမှာကယ်လိုရီပမာဏတွေရေးထားတာကိုစဉ်းစားကြည့်တာ ဘာကစားကင်စားလို့ရတယ်ဘာသူမှမတားဘူးဒါပေမဲ့ကယ်လိုရီနည်းတဲ့ဆလတ်ကိုရွေးချယ်ဖြစ်ပေါ်အောင် အချက်လက်လေးပေးပြီးညင်ညင်သာသာလေးတွန်းအားပေးလိုက်တာပါရွေးချယ်ခွင့်ကမပိတ်ပင်ပေပိုကောင်းတဲ့ရွေးချယ်မှုစီကိုညင်သာစွာလက်ညှိုးပေးလိုက်တာပဲဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်ရှုထောက်တစ်ခုတော့ဆက်ပွားကြရအောင်ဒါကတော့ advocacy coalition framework ပါနာမည်ကနည်းနည်းရှုတာရှုတော့ချင်ရပေမယ့်အဓိကအိုင်ဒီယာကတော့ရှင်းရှင်းနေပါ မူဝါဒပြောင်းလဲမှုဆိုတာယုံကြည်ချက်အတွေးခေါ်မတွေ့တာမဟာမိတ်အဖွဲ့တကြားကအားပြိုင်မှုဒါမှမဟုတ်တိုက်ပွဲခုလိုပါပဲဒီ framework အရာမူဝါဒဆိုတာလွန်ဆွဲပွဲတစ်ခုလိုပါပဲမဟာမိတ်အဖွဲ့တစ်ခုစီကသူတို့ရဲ့မူဝါဒဆိုင်ရာယုံကြည်ချက်တွေအနိုင်ရဖို့ကြုံစားကြတယ်တခွက်ကအနိုင်ရသွားခဲ့အခါဒါမှမဟုတ်နှစ်ဖွဲ့ချင်းညီနိုင်လို့ရသွားခဲ့အခါမှာမူဝါဒပြောင်းလဲမှုတွေဖြစ်လာတာပါဒီလိုအားပြိုင်မှုတွေကြောင့်မူဝါဒအပြောင်းလဲကြီးကြီးမားမားတစ်ခုဖြစ်ဖို့ဆက်စွန်းတွေတစ်ခုဒါမှမဟုတ်တာသက်တောင်ပေါ်ကြနိုင်ပါလေ။ DACF ပုံစံကိုတစ်ချက်ကြည့်လိုက်ရအောင်။ဘယ်ဘက်မှာရှိတဲ့အကွက်တွေကိုကြည့်။အဲ့ဒါတွေကအလွယ်တကူမပြောင်းလဲတတ်တဲ့အရာတွေ။ဥပမာလူမှုတံဖိုးတွေ။ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုးပေါ့။ပြီးတော့အပြင်ဘက်ကနေရုတ်တရက်ဝင်လာတဲ့အဖက်ပြက်တွေ။စီးပွားရေးအချက်တေးလို၊ကက်ယောဂါလိုမျိုးတွေပေါ့။ဒါတွေအားလုံးကမူဝါဒအပြောင်းပွဲကြီးအတွက် ကစားကွင်းကိုပြင်ဆင်ပေးလိုက်တာပါပဲ။ဟုတ်ပြီ။အခုအလဲကား policy sip system ဆိုတဲ့အဓိကကြရဲ့အခွင့်ကိုကြည့်လိုက်ပါ။ တကယ်တိုက်ပွဲကဒီနေရာမှာဖြစ်တာမှာမဟာမိတ်အဖွဲ့ A နဲ့မဟာမိတ်အဖွဲ့ B တို့ကသူတို့ရဲ့ယုံကြည်ချက်တွေအရင်အမြတ်တွေကိုအသုံးဖြုတ်ပြီးဆုံးချက်ချက်တွေအပေါ်လွှမ်းမိုးဖို့အပြိုင်ဆိုင်ကျူးစားကြတဲ့နေရာပေါ့ဒါကိုဖြူသူရရမွားတော့ရေအပြိုင်ကွေးလို့ပြောလို့ရပါတယ်။ကဲနောက်ဆုံးလေ့လာမယ့်ရှူထောင်းကတော့ multiple strings framework ပါ။ဒါကိုနောက်လည်လွယ်အောင်ပြောရရင်မူဝါဒအပြောင်းအလဲကြီးတစ်ခုဖြစ်လာဖို့အတွက် အရာအလုံးအချင်းကိုက်တိုက်ဆိုင်သွားတဲ့ perfect storm တစ်ခုလိုပါပဲဘလို့အလုံးလုံးလဲကြီးလိုက်ရအောင်ပထမဆုံးစီကြောင်းကတော့ problem stream ဒါမှမဟုတ်ပြဿနာစီကြောင်းပါမူဝါဒတစ်ခုဖြစ်လာဖို့ဆိုတာအရင်ဆုံးဒါဟာပြဿနာတစ်ခုပဲလို့မူဝါဒချမှတ်သူတွေကအတိမတ်ပြဖို့လိုပါတယ်အဲ့ဒီလိုအတိမတ်ပြူလောင်သွားပြတာကအလုံးလက်မနှုံမြင့်တက်လာတာလိုမျိုးအချက်လက်တီးဒါမှမဟုတ်ရုတ်တရက်ဖြစ်လာတဲ့တပါဝဘေးအန်ဒီလိုလိုအဖြစ်ဖြစ်ကြီးတွေဖြစ်နိုင်ပါတယ်နောက်ထပ်စီကြောင်းတစ်ခုကတော့ politics stream နဲ့ policy stream ပါပဲ politics stream ဆိုတာ နိုင်ငံရေးရေးဖြူရဲ့ခံစားချက်ဒါမှမဟုတ် နိုင်ငံရေးယာတီဥတုလိုမျိုးပါ လူတို့ရဲ့စိတ်ခံစားမှုအစိုးရအပြောင်းလဲစတာတွေပေါ့ policy stream ကတော့ပညာရှင်တွေအကြံပေးတွေရဲ့အကြံဉာဏ်တွေအသိပင်ထားတဲ့ဖြည့်ရှင်းချက်တွေစုနေတဲ့လက်နက်ကိရိယာအေဂျီတခုလိုပါပဲဒီနေရာကအရန်စိတ်ဝင်စားကိုကောင်းပါတယ်ခုနကပြောတဲ့ပြဿနာနိုင်ငံရေးမူဝါဒ ဲ့ဒီစီကြောင်းတို့ခုလုံးစုံသွားတဲ့အခါမှာ policy window လို့ခေါ်တဲ့အခွင့်အလမ်းပြင်ပေါ့လေးပွင့်လာပါတယ်။အဲ့ဒီအထက်မှာ policy entrepreneur လို့ခေါ်တဲ့မူဝါဒဆိုင်ရာဆုံးဖြတ်ချက်တွေထွန်းတဲ့ဒီရောက်ကသူတို့အသင့်ပြင်ထားတဲ့ဖြည့်ရှင်းချက်ကိုအဲ့ဒီပြဿနာနဲ့ချိန်ဆက်ပြီးအပြောင်းအလဲဖြစ်အောင်သွင်းအားပေးဖို့အကောင်းဆုံးအခွင့်အရေးရတော့တာပါပဲ။ကဲဒီနေ့မှာတော့အများကြီးလေးလာခဲ့ကြရပါတယ်။မူဝါဒအမျိုးအစားတွေကနေစပြီးအပြောင်းအလဲတွေဘလို့ဖြစ်လာလဲဆိုတဲ့ theory တွေအထည်ပေါ့။ဒီတော့ အခုလေးလာခဲ့တဲ့ရှူထောင်ခွနှစ်မျိုးကအစိုးရရဲ့လုံဆောင်ချက်ကြီးကိုနားလည်ဖို့အတွက်ဘလောက်တောင်အစွမ်းထက်တဲ့ကိရိယာအဆုံးဖြစ်လာမလဲဆိုတာကိုပြချုံငုံကြည့်လိုက်ရအောင် ဟုတ်ပြီချုပ်ပြီးပြောရရင်အစိုးရတွေဘာလုပ်တယ်လဲဆိုတာကိုရှင်းပြတဲ့မူဝါဒအမျိုးအစားလေးမျိုးပြီးတော့အပြောင်းလဲတွေဘလို့ဖြစ်လာတယ်လဲဆိုတာကိုရှင်းပြတဲ့ theory ၃ခုစုစုပေါင်းရှူထောင့်ခုနှစ်မျိုးကိုသိသွားကြပါပြီဒီကဲကြိယာတွေနဲ့ဆိုရင်တည်င်းနေထဲမှာတွေ့ရတဲ့မူဝါဒရေးကကိစ္စတွေကိုအရင်လိုမဟုတ်ပဲအမြင်တမျိုးနဲ့ကြည့်နိုင်သွားမှာပါဘာကြောင့်ဒီမူဝါဒကအောင်မြင်သွားလဲဟိုတစ်ခုကဘာလို့ရှင်းမဆက်နိုင်တော့တယ်လဲဆိုတာတွေကိုပို့ပြီးနားလည်လာမှာဖြစ်ပါတယ် ကဲအဆုံးမတက်ခင်မှာမြေဟုံးလေးတစ်ခုနဲ့အဆုံးတက်ချင်ပါတယ်။အခုရသွားရည်ဒီရှူထောင်းအစ်တဲနဲ့ကိုပကွင်းချင်းကိုပြန်ကြည့်လိုက်တဲ့ကဖဲမွာရတွေကအရင်နဲ့မတူတော့ဘဲပုံစံတမျိုးနဲ့မြင်လာမိပါတယ်။ကိုမျိုးတဲကစပီလန်းအစ်စ်လေးကရောဘလိုမွာရအမျိုးစားထဲမှာပါမလဲဒါမှမဟုတ်အမိုက်ခွဲချတဲ့အစီအစဉ်ကရောဘလို theory နဲ့ကိုက်ညီနေမလဲစဉ်းစားကြည့်ကြပါဦးနောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါမယ်